thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီလေတပ်အတွင်းလုံခြုံရေးရာအရာရှိနေစစ်သည်များအားလုံးကို Facebook, Twitter အပါအဝင်လူမှုကွန်ရက်အသုံးပြုမှုများတင်းကြပ်ကန့်သတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်စီလေတပ်အတွင်းလုံခြုံရေးရာလေတပ်အရာရှိများနဲ့စစ်သည်များအားလုံးကို Facebook, Twitter အပါအဝင်လူမှုကွန်ရက်အသုံးပြုမှုများကန့်သတ်လိုက်ကြောင်းလေတပ်သတင်းအရင်းမြစ်တချို့ကပြောပါရယ်။မေလာစနေနေ့တပင်းရင်းမြို့နယ်ရှိစာတင်ကျောင်းကိုစစ်ကောင်စီရဲ့တိုက်နေရင်းနဲ့ပုံကျဲမှုကြောင့် င်းသားကျောင်းသူကလေးငယ်22ဦးနဲ့ဆရာမ9ဦးသေဆုံးခဲ့ပြီးရာထီပြီးတရားရရှိခဲ့ကြောင်းအဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးရနောက်စစ်ကောင်စီရဲ့လေတပ်မှအရာရှိတဲ့စစ်သည်များမိသားစုဝင်များကိုလက်စားချီတိုက်ခိုက်ကြဖို့လူမှုကွန်ရက်မှာလုံဆောင်ခြင်းစစ်တပ်အရာရှိစစ်သည်များနဲ့မိသားစုများရဲ့ဓာတ်ပုံမှတ်တမ်းများကိုလူမှုကွန်ရက်များမှာဝေမျှခြင်းများတောင်းလျှောက်ဆိုသလိုဖြစ်ပေါ်လာကြောင်း အဲဒီချိန်တွေကြောင့်စစ်ကောင်စီလီဒါအတွင်းလုံခြုံရေးရာလူမှုကွန်ရက်အသုံးပြုမှုတွေကိုအထူးကိစ္စတရအနေနဲ့ကန့်သတ်မှုတွေလှုံ့ဆော်လာခြင်းဖြစ်ကြောင်းသိရပါတယ်။လူမှုကွန်ရက်တွေမှာမိမိတို့ရဲ့နာမည်အစင်းမိသားစုပုံဆွေမျိုးသားသမီးပုံတွေတင်ထားတာရှင်ဖေရှားဖို့ Facebook မှာဆိုရင် profile lot ချထားဖို့တာဝန်ထမ်းဆောင်ရတဲ့တန်းလင်းရင်မျိုးစားပုံတွေမတင်ဖို့ TikTok မှာလင်းရင်ပြန်တန်းတာဝန်ထမ်းဆောင်ခြင်းဗီဒီယိုတင်တာတွေမလုပ်ဖို့ရခင်ကလေးကတင်ထားပြီးသားတွေရှင်ချက်ချင်းဖြုတ်ဖေရှားဖို့လီဒါတွေမှာညွှန်ကြားထားပါတယ်။တကယ်လို့ညွှန်ကြားချက် က်မလိုက်နိုင်ရင်လိုအပ်တဲ့အရေးယူမှုတွေလုံဆောင်မယ်ဆိုတာမျိုးတတိပေးတာရှိရဲလို့လေတက်တရင်အရင်မြစ်ကပြောပါတယ် ရခိုင်ရဲကလေတပ်အတွင်းလူမှုကွန်ရက်အသုံးပြုမှုနဲ့ပတ်သက်ပြီးတာမြင့်ချက်များစွာရှိတော်လဲတင်းကျပ်မှုမရှိကြောင်းဒါဝိမဲအခုကလေတပ်ရာရှိများစစ်သည်များနဲ့မိသားစုဝင်များကိုဦးတည်တဲ့လုံခြုံရေးရာချင်းချမှုများရှိလာတာကြောင့်မူလရှိရင်ဆွဲကန့်သက်တာမြင့်ထားတဲ့စည်းကမ်းချက်များအတိုင်းလိုက်နာဆောင်ရွက်ဖို့စစ်ကောင်စီထိပ်ပိုင်းကညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါတယ်။လေတပ်များမှာတိုင်းလင်ရင်မောင်းပိုင်းလွတ်များရဲ့မိဘနဲ့ဆွေမျိုးရင်းများကိုတပ်အတွင်းကိုခေါ်ယူနေထိုင်ခွင့်ပြုထားပြီးရခိုင်ရဲကပြည်သူအများပြားတည်ဆုံတဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိလာ တဲ့အခါတိုင်းလုံခြုံရေးရာလေတက်အတွင်းမကြာခဏလာရောက်နေထိုင်မှုတွေရှိကြောင်းသိရပါတယ်။ တိုက်ဆုံမှုများတဲ့လေကြောင်းတိုက်ခိုက်မှုတွေဖြစ်လာရင်ရေတက်တဲ့ကိုအရာရှိမိသားစုတွေမိဘဆွေမျိုးခဏလာရှောင်နေထိုင်ကြတာမျိုးတွေမကြခဏရှိပါနဲ့ဒီလိုနေထိုင်ဖို့အတွက်ရိတ်သားတွေနဲ့အရာရှိအရာတွေကိုတည်တည်ချာချာစောင့်လုပ်ပေးထားတာရှိရဲ့နည်းနည်းအခြေအနေပြောင်းရင်သွားပြီဆိုရင်တချို့လည်းသူတို့နေရက်တက်အပြင်ကိုပြန်သွားတယ်တချို့လည်းမပြန်ကြတော့ဘူးလို့လေတက်သတင်းရှင်မြစ်ကဆက်လက်ပြောဆိုပါတယ်လေတက်အရာရှိတွေရဲ့လိပ်စာများမိဘဆွေမျိုးများရဲ့လိပ်စာတွေကိုရခင်ကမကြခဏဆိုသလိုဖော်ပြခဲ့ပြီးအဲ့ဒီလိုဖော်ပြခံရတဲ့အခါတိုင်းအဆိုပါလိပ်စာ တွေမှာနေထိုင်တဲ့လေတပ်ရရှိများရဲ့မိဘဆွေမျိုးတွေကနေရရွှေ့ပြောင်းခြင်းအိမ်နဲ့ခြံများရောင်းချပြောင်းရွှေ့ခြင်းများလှုပ်ဆောင်ကြတယ်လို့သတင်းမှာဖော်ပြထားပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့တရုတ်ကမဆွတ်ဖက်ရီမူဝါဒကိုလက်ကင်ပြုတယ်လို့ပြောဆိုပြီးရှမ်းမြောက်အရေးမှာဝင်ရောက်ဆွတ်ဖက်နေမှုမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက် ်နေတယ်လို့ SACM ထောက်ပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံကမြန်မာရှိနေပတ်သက်ပြီးဂျာဝင်မဆွတ်ဖက်ရင်မူဝါဒကိုလက်ကင်ပြုနေလို့တက်ခတလဲလဲပြောဆိုနေတော့လဲရှမ်းပြည်နယ်မြောက်ပိုင်းအရေးမှာတရုတ်နိုင်ငံရဲ့ဝင်ရောက်ဆွတ်ဖက်နေမှုမှာမြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်နေကြောင်းမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကထောက်ပြပါရယ်။ တရုတ်နိုင်ငံကဝင်ရောက်မဆွတ်ဖက်ရေးမူဝါဒကိုထက်ခါတလင်းလင်းအခိုင်အမာဆိုလင်းရှိတော်လဲမြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ၎င်းရဲ့ချောင်းဝင်ဆွတ်ဖက်မှုတွေကမိမိအကျိုးစီးပွားကိုသာရှေးရှုနေတာကိုပြသနေကြောင်းဒီလိုလုံရက်တွေကမြန်မာပြည်သူတွေအတွက်စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်စေကြောင်းတရုတ်အစိုးရရဲ့ပြင်းထန်တဲ့ဖိအားပေးမှုတွေကြောင့်မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA ကရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံးမျိုးမှာဆုတ်ခွာဖို့သဘောတူညီခဲ့ကြောင်းသိရပါတယ်စစ်တပ်ရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်တရှိရာဖြစ်တဲ့လားရှုံးမျိုးကို2021 2024ခုနှစ်ဩဂုတ်လမှာ MND ဗမာပြည်သူ့လူမျိုးရေးတပ်တော် PPLA နဲ့ပြည်သူ့လူမျိုးရေးတပ်မတော် PLA တို့ကညှိနှိုင်းပေါင်းစပ်ပြီးထိုးစစ်ကြီးဆင်နွှဲသိမ်းပိုင်ခဲ့ကြောင်းဒီအောင်မြင်မှုကတော်လိုင်းအင်အားစုများအတွက်အလွန်အမင်းထိခိုက်ဆုံးရှုံးများရှိခဲ့တော်လဲမြန်မာစစ်တပ်ဖို့ကတော့တမိုင်းတရှောင်းအထင်ရှားဆုံးရှုံးနိမ့်မှုတွေတဲကတခုအပြင်မှတ်တမ်းဝင်ခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီအတွက်တရုတ်နိုင်ငံရဲ့စီးရီးအထောက်ပံ့ပေးမှုနဲ့မြန်မာနိုင်ငံတွင်မျက်နှာပြောင်တိုင်းဂျောင်းဝင်ဆက်ဖက်နေမှုတွေက လွဲမားစွာလောင်းကြီးထထားခြင်းဖြစ်ကြောင်း SACM ကပြောပါတယ် ်လာရှုမြို့မှာနိုင်ငံတကာကုံသွေးကြီးလမ်းကြောင်းများတရုတ်ကျောတောင်နောက်ကန်ပြူအချိန်ခံအဆောင်များဒါဇင်နဲ့ချီရဲမြို့များနဲ့စစ်ကမ်းများပြားရှိပါတယ် MND ကလာရှုမြို့ကိုမြန်မာစစ်အုပ်စုထံပြန်လွှဲအပ်ဖို့ဆုံးပြလိုက်ခြင်းကမြို့လူမျိုးရေးအတွက်အသက်ပေးခဲ့ကြတဲ့တော်လိုင်းသမားရှာပေါင်းများစွာရင်ပေးဆက်ဆွလုံးမှုတွေကိုသစ္စာဖောက်ခြင်းပဲဖြစ်တယ်လို့ SACM ကပြောပါတယ်လာရှုမျိုးတင်တိုက်ပွဲကြောင့်တော်လိုင်းအင်အားစုများအတွက်အလွန်အမင်းအထူးကိုင်းအဆုံးရှုံးများရှိခဲ့တဲ့တော်လိုင်းတပ်ဖွဲ့ဝင် အနည်းဆုံး900ခန်းကြာဆုံးခဲ့ပြီး1000ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။မြန်မာအရေးကိုချောင်းဝင်ဆက်ဖက်ခြင်းကတရုတ်နေနဲ့စစ်ကောင်စီကိုကဲတင်နိုင်မှာမဟုတ်တဲ့အပြင်မြန်မာပြည်သူလူထုရဲ့ဆင်းရဲဒုက္ခတွေကိုရှေ့ချစေရုံသာမကစစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိလာမှုကိုလည်းနောက်နည်းကြံ့ကြံ့စေမှာဖြစ်တယ်လို့ SACM ကဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကြောက်တော်နဲ့ကြိုက်သူမျိုးနယ်တို့မှာစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်ပြည်သူထောင်ချီပြီးထွက်ပြေးတိမ်းရှောင်နေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်တော်မျိုးနယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းပုံ ံကျဲတက်ခိုင်မှုတွေကြောင့်ပြည်သူထောင်နေကြီးအိုးအိမ်ဆုံးခွာပြီးထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူတွေစီကသိရပါရယ်စစ်ကောင်စီကမေလ14ရက်နဲ့15ရက်နေ့ရက်စတိုင်ပုံကျဲတက်ခိုင်ပြီးကြောက်တော်မျိုးမှာကလင်းငယ်များအပါဝင်ပြည်သူခုနှစ်ဦးသေဆုံးခဲ့ရပြီးစစ်တပ်ဦးထပ်မင်းပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းစစ်ကောင်စီကထမံပုံကျဲလာမှာကိုစိုးရင်ကြလို့မျိုးကံပြည်သူများမှာဘီလို့ရကိုထွက်ပြေးနေကြတယ်လို့ကြောက်တော်ဒေသခံတအုပ်ကပြောပါရယ်စစ်ကောင်စီရဲ့လေကြောင်းအနေနဲ့ကိုကြောက်ပြီးအခုကြောက်တော်မျိုးကဒေသခံတွေတမျိုးလုံးနှီးပါလုံမြောက်ရကိုထွက်ပြေးသွားက ွန်ကြပြီးစကောင်စီကအရက်သားပြည်သူကိုပြစ်မှတ်ထားပြီးပုံကျင်းနေတော့ပြည်သူတွေလည်းစိုးရိမ်ကြတာပေါ့လို့ဆိုပါတယ်။ကြောက်တော်မျိုးရွာမှာရက်ကွက်နဲ့စိုက်ပျိုးရေးကြောင်းဒီကိုမေလ14ရက်နေ့25ရက်တို့မှာစကောင်စီကဂျက်တိုက်လင်ရင်၃စီနဲ့လေကြောင်းတိုက်ခိုက်မှု၄ချိန်ထပ်မင်းတိုက်ခိုက်ခဲ့ပါတယ်။အခြားကြောက်တော်ဒေသခံတုံးကကြောက်တော်မျိုးကနေမေလ14ရက်နေ့ကစကောင်စီပုံကျင်းကလေးကဘေးလွရာကိုထွက်ပြေးလာတာထပ်ပြီးပုံကျင်းခံရမှာကိုဆိုရင်လို့မျိုးတွေကိုမဝင်ရတော့ဘူး။အခုလေတမျိုးလုံးဒီပါထွက်ပြေးတင်းရှောင်နေတယ်လို့ကြားမိကြောင်းပြောပါတယ်။ မေလ7ရက်နေ့ကလည်းရသေးတော်မျိုးနဲ့တွင်းရွေချင်းရွာကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့လို့အရသာပြည်သူ12ဦးသေဆုံးပြီး23ဒဏ်ရာရရှိခဲ့ပါတယ်ရခိုင်ပြည်သူများကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်နေတဲ့စစ်ကောင်စီရဲ့လုံရက်တွေကိုမှတ်တမ်းတင်ထားပြီးနိုင်ငံတကာဖွဲ့စည်းများထံကိုပေးပို့သွားမယ်လို့အေအေကထုတ်ပြန်ထားပါတယ်အပြစ်မဲ့အရသာရခိုင်ပြည်သူများကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခါစစ်ရဆွေးမှုတွေကိုနိုင်ငံနန်းနေစဉ်ရက်စက်ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့စစ်ရဆွေးမှုနဲ့လူသားမျိုးနွယ်ပေါ်ပြစ်မှုကျူးလွန်နေတဲ့လုံရက်တွေကိုပြင်းထန်စွာရှုံချကြောင်းအေ ီကဆိုပါတယ်အလာတူမွန်ပြည်နယ်စိုက်တူမြို့နယ်မှာလည်းစစ်တပ်ကလက်နက်ကြီးလေယာဉ်နဲ့မကြာခဏပစ်ခတ်မှုတွေကြောင်းဝန်ကန်ချင်းရွာချင်းရွာအုပ်စုရှိဝန်ကန်ဘောကတ်ထားကြောင်ရီတွင်ကလောမြောင်ရှမ်းစုနှင့်အညာစုချင်းရွာတို့မှ2922ဦးထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဘဟုကသတင်းထုတ်ပြန်ပါတယ်စစ်တပ်ကရဲသားပြည်သူများနေထိုင်ရာနေရာများကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုတွေကြောင်းဒေသခံပြည်သူများအသက်အန္တရာယ်စိုးရိမ်ထိန်းလန့်ပြီးနေအုပ်စာများဆွန့်ခွာပြီးတိမ်းရှောင်နေရကြောင်းနေရာထိုင်ခင်းစားနပ်ရိက္ခာနှင့်ကျန်းမာရေးစောင့်ရှောက်မှု များလိုအပ်လျက်ရှိကြောင်းသိရပါရယ်မေလ14ရက်နေ့ကြိုက်တူမျိုးနယ်အတွင်းကိုစစ်တပ်က120မမလက်နက်ကြီး7လုံးထပ်မင်းဖြစ်ခတ်ခဲ့ကြောင်းမေလ13ရက်ည9:12မိနစ်ချိန်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲစစ်ကောင်စီတပ်ရဲ့အမြောက်တပ်330ကလက်နက်ကြီး122မမ3လုံးနဲ့ဖြစ်ခတ်ခဲ့ကြောင်းသိရပါရယ်ဒါအပြင်မေလ14ရက်နေ့တိုင်းလင်းရင်နဲ့ကြိုက်တူမျိုးနယ်ကြောက်ပြားကြီးနယ်ကြီးရွာအုပ်စုအတွင်းပုံချင်းချခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ကြေညာသိရပါရယ် နောက်ထပ်တစ်ပုံအနေနဲ့စစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်လာတဲ့ဆင်ယာဆွေမှုတွေကိုအာဆီယံနှုတ်ဆက်မျက်ကွယ်ပြုနေခြင်းတွေအပေါ်လူအခွင့်အရေးဖွဲ့များဝေဖန်ဖြစ်တင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကလင်းငယ်ကျောင်းသားကျောင်းသူ20ကျော်တည်ဆုံခဲ့တဲ့စကိုင်းတိုင်းအိုးတိန်တွင်ရွာစာတင်ကျောင်းကိုစစ်တပ်ကပုံကျဲတိုက်ခတ်မှုအပါအဝင်စစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်လာတဲ့ဆင်ယာဆွေမှုတွေကိုအာဆီယံကနှုတ်ဆက်မျက်ကွယ်ပြုနေမှုတွေအပေါ်လူအခွင့်အရေးဖွဲ့တွေကပြင်းထန်စွာပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။မြန်မာအရှိပုံသဘောထား9ရက်ကအာဆီယံရဲ့မြန်မာစစ်ကောင်စီအပေါ်အရေးယူမှုမရှိပြက်ကွက်နေမှုတွေအတွက် န်စင်တေကိုစိတ်တည်ရင်နဲ့ဖုံးချင်းမျိုးသားဖြစ်ပြီးတစ်ချိန်တည်းမှာပဲအာဆီယံဖွဲ့ဝင်တချို့နဲ့၎င်းတို့နဲ့ဆက်ဆက်လူချမ်းသာတစုရဲ့ပံ့ပိုးမှုတွေကြောင့်မြန်မာစစ်အုပ်ထုစုတန်စစ်လက်နက်နဲ့စစ်တောင်းပစ္စည်းများဆက်လက်စီစဉ်နေကြောင်းလူခွင့်ရင်ဖွဲ့ Justice for Myanmar ကဝေဖန်ပြောဆိုခဲ့ပါတယ်အထူးသဖြင့်ချမ်းသာကြွယ်ဝတဲ့အာဆီယံတရေကြီးတွေကစစ်အုပ်စုကိုထောက်ပံ့နေလို့မြန်မာစစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်မှုတွေကကလေးတငယ်တွေရဲ့အသက်တွေကိုဆက်လက်ချိန်ချောင်းနေလို့အာဆီယံအနေနဲ့မြန်မာငြိမ်းချမ်းရေးအတွက်ပံ့ပိုးပေးနေတယ်လို့ပြောဆိုခွင့်မရှိကြောင်း GFA ံကပြပြတတထုတ်ပြန်ပြောဆိုလိုက်ပါတယ်လူ့ခွင့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ 40V right အဖွဲ့ကလည်းအာဆီယံဖွဲ့ဝင်နိုင်ငံများအနေနဲ့စစ်ကောင်စီရဲ့ရဲဆန့်ကြမ်းကြုတ်မှုတွေကိုမမြင်ကျင်အောင်ဆောင်လင့်လျူရှုထားတဲ့လက်ရှိချင်းကပ်မှုကိုဆုံးလွတ်တင်ပြီးစစ်ကောင်စီရဲ့စစ်ရာဆွေးမှုတွေကိုအဆုံးသတ်စေဖို့အတွက်လက်တွေ့ကြကြအကောင့်ထဲပေါ်အရေးယူတင်ကြောင်းထောက်ပြပြောဆိုခဲ့ပါတယ်ဒါအပြင်လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံအနေနဲ့ဒေသရင်းဖွဲ့စည်းများကမြန်မာစစ်တပ်ကိုလီယင်စီရောက်ချခြင်းများတားမြစ်ပိတ်ပင်ဖို့အရေးပေါ်အစီအမံများဆောင်ရွက်တင်ကြောင်းအထူးသဖြင့် အခုမေလကုန်မှာကျင်းပမယ်။အာဆီယံထိပ်သီးအစည်းအဝေးမှာဥက္ကဋ္ဌမလေးရှားနိုင်ငံကြီးနဲ့မြန်မာအရက်သားပြည်သူများကိုကာကွယ်နိုင်ဖို့အတွက်အရေးပေါ်အစီအမံများအစိုးပြုတင်ကြောင်းထုတ်ပြန်ပြောဆိုပါတယ်။